ခတ်တော်ထိရောက်နေမိကစစ်ပေးချောင်တွေဟာမိုးရတီမရောက်ခင်အမိုးကာတွေလိုအပ်နေလို့စစ်ပေးချောင်တွေကဆိုကြပါရတယ်။အဲ့ဒီစစ်ပေးချောင်တွေဟာမိုးကာတွေမရှိအောင်မိုးကားလမ်းမေးတွေ၊ကွင်းပြင်တွေမှာအစီပြေလိုတေးထိုးပြီးနေကြရပြီးမိုးရတီအတွက်အမိုးကာတွေလိုအပ်နေလို့စစ်ပေးချောင်တွေကဆိုကြပါရတယ်။အွန်နာကျောင်းမြို့နယ်မှာစစ်ပေးချောင်တူကဘော်ဒါနီယုစီအေဂျင်စီကိုကူလို့ပြောပါရတယ်။ဆက်မပြေပါအွန်ကမိုးယူတွေမိုးယူကဘလားစိတ်တိကောက်လို့ဖာထားပါရဲ့ဟိုချက်ကမိုးယူတစ်ချက်ကမိုးယူ ုံကလေးတို့အနုံချူကိုမိုးထောစာဖိတ်ပါလို့တခုပိလေးဆိုင်ပါအုံကမိုးယူပါအကာဒီကလေးမလုံချုံဟိုဖက်ကမိုးထူတယ်ဖက်ကထွဲလာပါအင်ဒီကကမိုးတဲနေပြင်းတိုက်ခဲ့တာတွေရှိနေတာမို့တာပေါ်လင်းတွေမကောင်းတော့တာတွေတနေ့ဟောင်းတွေလေးပြည့်စီသွားရလို့စစ်ပီးဆောင်တွေကဆိုကြပါတယ်အဲဒါကြောင့်မိုးရတီမရောက်ခင်နေအိမ်တွေပြုပြင်ဖို့ ဝါရီအမိုးကာရီတာပေါ်လင်းတွေလိုအပ်နေလို့စစ်ပေးဆောင်တွေအားဆိုကြပါရယ်။ပုံနာကျုံမြို့နယ်ကနေတောင်စစ်ပေးဆောင်စခန်းမှာစစ်ပေးဆောင်တဦးဖြစ်သူဦးမောင်နေတာကပေါ်ရာ news agency ကိုခုလိုပြောပါရယ်။ဟုတ်ပါအမိုးကာကတော့အမြတ်ကြီးလိုအပ်ချက်နေပါပဲ။ကျွန်တော်တို့က2016လောက်ပေါ့ဆောက်တဲ့အင်တီကလုံးဝမခိုင်ပေးပါရယ်။ UNTI ပေါ့ကြ20 project အမြတ်ကြီးအခက်အခဲကိုနေခဲ့ပါရယ်။ဒါပေမဲ့ကျွန်တော်တို့ကဒီကို တနေ့တမလေး program ခဲ့ပါတယ် program ဘောလေးကိုကိပ္ပံနမလေးလုံးဝလေးမဟိမရဒီနေ့ဘောစီကျွန်တော်ဒီကနေ့တော့မင်းထပ်ဘူးဒါထက်မှအမြောက်ကြီးဒုက္ခတော့မသိတဲ့အမြောက်ကြီးတွေ့နေရပါတယ်ဒါပေမဲ့ဆိုကျွန်တော်တို့ကဒီကို office ကကျွန်တော်တို့အကူအညီလိုချင်ပါတယ်အာရခဒေသမှာမိုးရသွန်းမှုတွေများတာမို့မိုးရတီမှာအမိုးကာတွေမရှိရင်အသက်ရှင်နေနိုင်ဖို့အတွက်အခက်အခဲတွေအများကြီးရှိနေနိုင်တယ်လို့စစ်ပီးဆောင်တွေကဆိုကြပါတယ်အဲ့ဒီစစ်ပီးဆောင်စခန်းတွေဟာပိခိတဲ့နှစ်ကလေးကဘွားထင်းရင်ဒီနေ့ တာပေါ်လင်တွေအသုံးပြုဆောက်လုပ်ထားရမှုတာရှိမကန်တဲ့အတွက်အကူအညီတွေလိုအပ်နေတယ်လို့စစ်ပေးဆောင်တွေကဆိုကြပါတယ်။အာရခဒေသမှာကွန်ဖစ်စီတွေဈေးအဆမတန်မြင့်တက်နေတယ်လို့အမိုးအကာတွေလည်းဆစ်ရှစ်ပေပတ်လေးကိုသတင်း၃၀ပေပတ်လေးကို၂သိန်းကျော်ထိဈေးတက်နေတယ်လို့စစ်ပေးဆောင်တွေကဆိုကြပါတယ်။အဲ့ဒီအပြင် ဟတောင်ချေတဲ့ဒနည်းအချက်တရာကိုဒီတောင်ချက်ဝါးလုံးတရာကိုကြက်တသိန်းထိဈေးတက်နေတာမို့ဝီယူပြုပြင်ဖို့အခက်ခဲတွေအများကြီးရှိနေတယ်လို့စစ်ဘေးရှောင်တွေကဆိုကြပါတယ်စစ်ဘေးရှောင်တူက Border News Agency ကိုခုလိုပြောပါတယ်အောင်းလုံးသူကမိုးယိုပြီးရေကျွန်တော်တို့မိုးရီထက်မှနေနေဖက်ပါနေကျွန်တော်ကဲကုတ်စစ်တပ်နေရာကတရားနေနဲ့ pressure ဆိုတာကကျွန်တော်တို့ဒီကိုဒီချောင်းတို့က face piece ချောင်းမှာဂျာပဲဆိုကြီးကျွန်တော်တို့ဒီတမိုးကဖက်ကျော်ဖို့တဲ့ကျွန်တော်တို့ကဒီလုံလုံခုခုနဲ့မိုးရီထက်မှ ကောင်းဆောင်အောင်ကျွန်တော်တို့ကအောင်းလို့ကိုက်တူကိုက်တဲ့တွေကကျွန်တော်တို့ကဆောင်ပေးမယ်ကြားစီချင်လို့သူဆန်တာဟိမဆာအာခတ်တဲ့ထိချုံနေမိတွေမှာစစ်ဘေးရှောင်6သိန်းကျော်ရှိနေရလို့ဦးသားရှင်းဆန်တာထောက်တာရင်းနဲ့ဖွဲ့လူရေးဆိုင်ရာပူပေါဆောင်ရရေးယုံ HDCO ကထုတ်ပြန်ထားပါတယ်အဲ့ဒီစစ်ဘေးရှောင်တွေဟာနိုင်ငံတကာလူသားရှင်းဆန်တာထောက်ထားမှုဆိုင်ရာအကူအညီတွေမရတော့တာမို့အခက်အခဲတွေနဲ့ကြုံတွေ့နေကြရတယ်လို့စစ်ဘေးရှောင်တွေကဆိုကြပါတယ်